အားလုံးပဲမြင်လာပါရှင် PM Fashion ရဲ့ design channel ကနေပြောင်းလဲဆူဆူလိုက်ပါတယ်ဒီနေ့မှာတော့ဒီချိန်ကပုံမှန်တထပေးတဲ့ H4 ရဲ့လက်ပတ်သက်ဆွေးနွေးလေးကိုပြန်လည်ဝင်ညက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအင်ချီလေးရဲ့လက်ပတ်တန်လေးရဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ basic ပတ်တန်ရဲ့အပူချုံတို့အပေါ်ပိုင်းလေးကို copy ကူးယူထားပေးဖို့လိုပါမယ်။ လက်ဖက်တန်လေးကို copy ကိုယူပြီးသွားပြီဆိုလို့ရှိရင်တော့လက်ရဲ့အရှိလေးယူပါမယ်လက်အရှိလေးကတော့မိမိတို့ရဲ့လက်အရှိကို5 cm ပေါင်းပြီးတော့မှယူပေးရမှာပဲဖြစ်ပါတယ်လက်အရှိကတော့ကိုယ်လက်ကိုယ်ရဲ့ဝန်မဲ့လက်အရှိလေးကိုတိုင်းတာပြီးရောရလာတဲ့တန်မိုးလေးကို5 cm လေးပေါင်းထည့်ပြီးတော့မှအရှိမြင်လေးမှတ်ပေးရပါမယ် ရှက်အရှင်မင်းလေးမှတ်ပြီးသွားပြီဆိုလို့ရှိရင်တော့ယခုလိုရေပင်ကြီးမင်းလေးဆွထားပေးပြီးတော့ကျွန်တော်တောင်မကျမင်းလေးကိုလည်းဆွထားပေးဖို့လိုပါမယ်။တောင်မကျမင်းလေးကိုတော့တော်တက်လိုင်းလေးနဲ့ဆွထားပေးပါမယ်။တော်တက်လိုင်းလေးရပြီဆိုလို့ရှိရင်တော့7စင်တီမီတာလေးအပြင်ဘက်ကိုမှတ်ပြီးတော့ယခုလိုလေးဆက်ပေးရပါမယ်။ နောက်လက်ကလေးကခွဲကားလေးလောက်ရမှာမို့လို့ကျွန်တော်ယခုလိုသင်ကြီးတာလေးပြတ်ထားပေးပါမယ်အခုဆိုရင်တော့ခွဲကားလေးလုပ်ဖို့အတွက်ကျွန်တော်ပတ်တန်လေးကိုကျွန်တော်ညှထုတ်လိုက်ပါမယ်အခုဆိုရင်တော့လက်ကလေးတထုတ်တထုတ်ပြီးသွားရင်မို့လို့ပြမအောင်ဆုံးခွဲကားလေးနှုတ်ခွေရအတွက်အစားထိုးဖို့ဆရာလေးမှာယခုလိုဓာတ်မကြမြင်လေးဆွတ်ထားပေးရပါမယ်။မြင်လေးရပြီဆိုလို့ရှိရင်တော့ခွဲကားတံပိုးလေးတစ်ဖက်ကို5 cm စီမှတ်ပေးပါမယ်။ 5စင်တီမီတာမြင်းလေးတွေမပြီးသားပြီဆိုလို့ရှိရင်တော့မိမိတို့ခွက်ခါလုံးမယ်လက်ကလေးရဲ့ပတ်သက်မှာဆိုလို့ရှိရင်လည်းမြင်းလေးတွေကိုကျွန်တော်တို့ညှက်ထားပြရပါမယ်ညှက်ထားတဲ့အခါမှာသူတို့ပြက်ထွက်အောင်ညှက်ပြီးဖို့မလိုပါဘူးလက်ကလေးအချို့တို့ခွက်ခါလုံးမယ်နေရာလေးတွေကိုမုတ်ကကြီးလေးနဲ့ညှက်ပြီးသားပြီဆိုလို့ရှိရင်တော့ဒီကုလိုလေကျွန်တော်အောက်ကအစထုတ်မဲ့ဆပယ်လေးမှာတိတ်လေးနဲ့ထင်းပြီးတော့မှနှစ်ဖက်စလုံးကို5စင်တီမီတာမြင်းလေးပေါ်မှာထိပ်ပြီးတော့မှဒေစာလေးတိတ်လေးနဲ့ယခုလိုလေးထင်းပြရပါမယ် ကျွန်တော်နှစ်ဖက်စလုံးကို5 cm မြင်းလေးပေါ်မှာထိပ်ပြီးတော့မှတိတ်လေးနဲ့ထိမိသွားပြီဆိုလို့ရှိရင်တော့အခုလိုလေးပေကွေးလေးနဲ့ချိန်ပြီးတော့မှတစ်ချီချာလေးဝိုက်ပေးပါမယ်။ရှိတ်လေးတစ်ချာလေးဝိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့အပေါ်ဘက်ချမ်းကိုလည်းအခုလိုလေးပြန်ပြီးတော့မှညှက်ထုတ်ထားပေးပါမယ်။အခုညထုတ်လိုက်တာလေးကတော့အပေါ်ဘက်ကိုခွဲခါလေးလုပ်ပြီးတော့မာညထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်အပေါ်ဘက်ချမ်းလေးရပြီဆိုရင်ရွှေရင်တော့ခြေရိုးရဲ့ပတ်တန်လေးက အပေါ်ဘက်မှာမက အောက်ဘက်မှာလည်းခွဲခါလေးလုပ်ပေးဖို့လိုတာမို့လို့ချေရိုအပေါ်ဘက်ရဲ့အလယ်မြင်းလေးကိုယခုလိုလေးညံပေးရပါမယ်။နောက်အပေါ်ဘက်ကိုလည်းချေရိုဘေးနဲ့ဖန်လုံးမှာခွဲခါလုပ်ဖို့အတွက် ပြန်ပြီးတော့မဆော်ရလေးတွေညှိထုတ်ပေးရပါမယ်။ ျွန်တော်ဖွဲကလုံးမဲ့နေရလေအပေါ်ဘဲနဲ့ကျွန်တော်အောက်ပတ်ချမ်းကိုကျွန်တော်ကကြေးလေးညက်ပြသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖွဲကတံမိုးလေးက20စင်တီမီတာလေးဖြစ်တာမို့လို့စန်တာလိုင်းရဲ့တစ်ဖက်တစ်ချက်စီကို6စင်တီမီတာစီမှတ်ပြီးရခါကျတော့ဖွဲကလေးလုပ်ပေးပါမယ် ခြာတော့ဖိုက်ဖိုက်လုပ်တဲ့အခါမှာတိတ်လေးသေးသေးခါမှာတေချာလေးမိအောင်လို့တိတ်ကလေးကပ်ပေးဖို့လိုပါမယ်။ကျွန်တော်တို့အပေါ်ဘက်ရောအောက်ဘက်မှာပါတိတ်လေးတွေထိမိသွားပြီမို့လို့ကျွန်တော်အောက်ဘက်ကမြင်းလေးတွေကိုတော့တေချာလေးကျွန်တော်ပေးလေးနဲ့ပြပြီးတော့မှပိတ်ပေးပါမယ်။နောက်တစ်ဆင့်အနေနဲ့လက်ပတ်တန်လေးမှာက ။တည်ကျူးနေနေရာလေးတွေမှတ်ပြဖို့လိုတာမို့လို့တည်ကျူးနေရာလေးစတင်ပြီးတော့မှတ်ပါမယ်။တည်ကျူးထဲမဲ့နေရာလေးဒီအောက်ကနေပြီးတော့မှ8 cm နေရာလေးမှာကျတို့တည်ကျူးတွန်းစာလေးတွေထည့်မှာဖြစ်တဲ့အတွက်ကျတို့8 cm အမှတ်ကလေးမှတ်ပေးပါမယ်။8 cm အမှတ်လေးရပြီဆိုလို့ရှိရင်တော့တည်ကျူးတွန်းပေးမယ်။တန်ဖိုးလေးကတော့ကျတို့7 cm လောက်ဒီတွန်းမှာမို့လို့ကျတို့7 cm လေးထည့်မှတ်ပါမယ်။အဲ့တော့ပုပ်ပကမှလိုက်တဲ့ဟာလေးဒီကျတို့တည်ကျူးတွန်းစာတန်ဖိုးလေး7 12 cm ဖြစ်ပြီးတော့အောက်ဘက်က8 cm ဒါဒီကျွန်တော်တို့မတွတ်မဲ့နေရာပိုင်းလေးပဲဖြစ်ပါတယ်။အခုဆိုရင်တော့ခြေရိုးရဲ့လက်ပတ်တန်လေးရပါပြီ။ဗီဒီယိုလေးကိုစောင့်ကြည့်ပြည့်ရအတွက်ကျေးဇူးများရှိတင်ပါရယ်။ချိန်ကနောက်ဗီဒီယိုလေးမှာဆိုလို့ရှိရင်အခုနှစ်ပြပေးသွားတဲ့ကျွန်တော်တို့အင်ချီလေးကိုကျွန်တော်တို့ပိတ်ဆမှာညံနီးလေးနဲ့ချုံနီးလေးကိုပြည့်စုံလေးပြန်လည်ဝင်မြပေးသွားအောင်မှာမလို့ချဲရဲ့ channel လေးကိုတိတိကျကျဆိုရင်တော့ like and subscribe လေးနဲ့အားပေးပါဦးမမေ့ပါနဲ့နော်။ ။ပြီးတော့ဒီတိုင်းမှာ notification လေးရတဲ့ channel ဆိုရင်တော့ color လေးကိုနှိပ်ပြီးတော့အပြည့်တော့ကိုလည်းမမိပါနဲ့เนาะ။ပကောင်းတဲ့ video လေးနဲ့ချစ်ပြန်လိုက်ခဲ့ပါမယ်။တတပါ